တန္တရာအစကနေဘယ်တော့ဆုံးမယ်ဆိုတာကိုမသိနိုင်ကြဘဲနဲ့သွားလိုက်ကြလာလိုက်ကြစားလိုက်ကြတောက်လိုက်ကြနဲ့ကိုယ့်ရဲ့တနေ့တာအလုတ်ကနေစပြီးတော့တတန္တရာလုံးလှုပ်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 နဲ့သွားနေကြတာဘယ်တော့ဆုံးတတ်ပါမလဲလို့ထင်ရလောက်အောင်အင်မတန်ရှည်လျားတဲ့ဝတ်တန်တရား အဲ့ဒီဝိစင်းရဲ့တန်တရာကြီးလဲပတ်နေတဲ့နေရာမှာကိလေသာဝတ်တွေပွားကြတယ်မတိချင်းဆိုတဲ့အဝိဇ္ဇာငါငါဥစ္စာလို့ဆွဲလန်းနေသောတဏှာတို့မာနတို့ဒိဋ္ဌိတို့ဒီတရားတွေကတန်တရာကိုဆန့်ပေးတယ်စင်းရဲကိုကြာစေတယ်မတိချင်းဆိုတဲ့သဘောတရားကဒုက္ခအာညာဏစင်းရဲကိုမတိဘူး ဒုက္ခသမုဒယအာညာဏံစင်းရဲ့အကြောင်းကိုမသိဘူးဒုက္ခនិရောဓေအာညာဏံဒုက္ခရဲ့ချုပ်ရာကိုမသိဘူးဒုက္ခនិရောဓဂာမိနေယပฏิပဒါယအာညာဏံစင်းရဲ့ချုပ်ရာအကျင့်ကိုမသိဘူးအဲ့ဒီလိုမသိတာကိုအဝိဇ္ဇာလို့ခေါ်တယ်အဝိဇ္ဇာတဲ့ဝိဇ္ဇာဆိုတော့တည်ခြင်းတရားအမရှိတာ အဲ့ဒါကိုမသိခြင်းတရက်ကိုအပြင်မောဟကိုအရာကောက်တယ်မောဟဆိုတာတွေ့ဝေခြင်းမသိခြင်းမိုင်မဲခြင်းလို့အဓိပ္ပာယ်ရလေတော့တတဝရတွေဟာဘဝတစ်ခုရလာရင်အဝိဇ္ဇာကတန်လန်ပါလာပြီဘဝနိကန္တိကတဏှာကြာရာဌာနဘုံဘဝမှာပျော်သွားတာပဲလောက်ကလည်းသူ့ရဲ့လောက်ဘဝမှာပျော်သလို့ ခွေးကလည်းခွေးဘဝမှာပြောသလို လူကလည်းလူဘဝမှာပြောသလိုတချို့တော့ပြိတ္တာများသူတို့ဘဝမှာသူတို့ ပြန်မကျွတ်ချင်ဘူးတဲ့အဲ့ဒီလိုရောက်တဲ့ဘဝမှာပျော်တတ်တဲ့သဘောရှိတယ်ရောက်တဲ့ဘဝမှာပဲကန့်ညစ်တတ်တဲ့သဘောရှိတဲ့အတွက်ကြောင့်တန်တရာမပြတ်တာဒါကိုဗျာရှင် ကိုရမြတ်ကမသိတဲ့နေရာမှာတည်ခြင်းတရားကိန်းအောင်လှုပ်လိုက်သောအဖြစ် သန္တရာဖြတ်လို့ရတယ်မတိကြဘူးဆိုတဲ့နေရာမှာလူတယောက်ဟာသူလှုပ်လိုက်တဲ့အလုပ်ကြောင့်ပဲသူကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ဖြစ်ရတယ်ဆိုတာကိုမသိရှာဘူးသူအခုကြုံနေသောကိုယ်ဆင်းရဲမှုဆင်းရဲစိတ်ဆင်းရဲမှုဟာသူလှုပ်ခဲ့တဲ့အလုပ်တွေကြောင့်လို့အဲ့ဒီလိုကိုကိုကိုအကြောင်းပြန်မရှာတတ်ဘူးကိုကိုဆင်းရဲမှုဖြစ်ရင် ဒါသူများကြောင့်ပဲသူကြောင့်မဟုတ်ဘူးကိုစိတ်ဆင်းရဲမှုဖြစ်ရင်လည်းဒါသူများကြောင့်ပဲသူကြောင့်မဟုတ်ဘူးအမြဲတမ်းသူတစ်ပါးကိုလွှဲခြားတတ်တဲ့အကျင့်အမှန်တော့သူကိုယ်တိုင်လုခဲ့တယ်ဆိုတာတည်တည်ချာချာစမ်းစစ်ကြည့်ရင်တွေ့လိမ့်မယ်လူတယောက်ကိုစိတ်ရဲခြင်းဖြစ်တယ်ဆိုတဲ့နေရာမှာလက်ရှိအချိန်မှာစာဝင်နေရရှာရတာသူပင်ပန်းနေတာမျိုး ခန္ဓာကိုယ်နာကျင်ကြိုက်ခဲတာမျိုး စိတ်ခံစားမှုအပြင်နာကြည်တယ်မုန်တီးတယ်စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ခံစားမှုမျိုးဒီအရာတွေဖြစ်လာရင်သူ့အကြောင်းဘသူ့အကြောင်းဘယ်ဝါကြောင့်လဲသူများကိုအပြစ်လွှဲချလိုက်ပြီးတော့သူ့အပြစ်မရှိသလိုမျိုးမသိမိုင်မဲမှုက ဖုံးထားတတ်တယ်စကားပြောတဲ့အခါမှာလဲသူသားလင်းအကောင် ြံတဲ့သူတွေက မကောင်းဖြစ်နေရတယ်။ဒေဒီချာချာပြန်ကြည့်လိုက်ရင် သူ့ကိုပင်ပန်းစေတော့သူတွေလို့ပြောတဲ့ပဝင်းကျန်ကသူ့ပေါင်းနေတဲ့လူတွေဟာသူ့ကိုယ်တိုင်ပေါင်းခဲ့လို့ပဲ။သူ့ကိုယ်တိုင်ကဘယ်သူက မိတ်ဆွေစစ်လဲ။ဘယ်သူက မိတ်ဆွေတူလဲ။မတိနိုင်လောက်အောင်မိုင်မဲခဲ့တဲ့အတွက် ကိုကိုဒုက္ခပေးတဲ့သူကိုပဲပြန်ချစ်နေတာကိုကို အပူပေးတဲ့သူကိုပဲဖတ်တွေ့ထားတာသူမရှိရင်မနေနိုင်ပါဘူးဆိုပြီးတော့စွဲထားပေမဲ့သူစွဲထားတဲ့သူကပဲသူ့ကို ခန္ဓာကိုပင်ပန်းစေတယ်စိတ်ပင်ပန်းစေတယ်ဆိုတာ तू မသိဘူးဒါပေမဲ့မောဟပုံလွှမ်းထားတော့ဒီလူနဲ့အတူနေခြင်းကြောင့်စင်ရဲ့ပုံများနေတယ်ဆိုတာကိုမသိတဲ့အခါ သူကိုယ်တိုင်ပဲစင်ရဲတွေပေးနေတဲ့သူကို ပေါင်းထားပါလားဆိုတဲ့အကြောင်းကိုလည်းမသိနိုင်တော့ဘူးစိတ်စင်ရဲမှုဖြစ်လာရင် သူကဒါဟာသူကောင်းပေမဲ့ကြံတဲ့သူက သူ့အပေါ်မကောင်းလို့သူကသစ္စာရှိပေမဲ့သူချစ်တဲ့သူက သူ့အပေါ်မှာသစ္စာမရှိလို့တပတ်သူသစ္စာမရှိလို့ဒါသူဒီလိုခံစားရတာ တပတ်သူဖောက်ပြန်လို့သာသူဒီလိုဒုက္ခရောက်ရတာလို့အပြစ်တင်တတ်တယ်အစာကလေးကိုကတပတ်ကလူကပြောင်းလဲဖောက်ပြန်တတ်တဲ့လူကြီးပဲဘယ်သူကကောမပြောင်းလဲမဖောက်ပြန်ကြလို့လဲမြတ်စွာဘုရားကနန္တရားတွေနဲ့ပတ်သက်ရင်သိစိတ်ဆိုတဲ့ဝိညာဏခန္ဓာကလည်းမမြဲစင်းရဲ့ဖောက်ပြန်တော်တရားပဲခံစားမှုဆိုတဲ့ဝေဒနာကလည်း မမြဲစင်းရဲ့ဖောက်ပြန်သောတရားပဲမှတ်သားမှုဆိုတဲ့သင်ညာခန္ဓာကလည်းမမြဲစင်းရဲ့ဖောက်ပြန်တဲ့တရားပဲစိတ်ဆုံမှုဆိုတဲ့စေရနာတိဟူသောသင်္ခါရခန္ဓာကလည်းမမြဲစင်းရဲ့ဖောက်ပြန်သောတရားပဲလို့အထင်ရှားဟောထားပေမဲ့သူကမြဲတယ်ထင်တယ်သူကချမ်းသာတယ်ထင်တယ်သူကအစိုးရတယ်ထင်တယ်အစိုးမရနိုင်တဲ့အရာကိုအစိုးရရအောင်လို့ ပင်ပင်ပန်းပန်းစူးစမ်းနေတတ်တယ်။ရေရှည်မတည်တံ့တဲ့အရာကို ရေရှည်တည်တံ့အောင်လို့ပင်ပင်ပန်းပန်းစူးစမ်းနေတတ်တယ်။သို့တော်လည်းပြောင်းလဲဖောက်ပြန်တတ်တဲ့တရားတွေကတော့ကာလမကြာခင်မှာပဲဇာတိတွေပြပြီး ပြောင်းလဲဖောက်ပြန်ပြကြတာပဲ။လောကလူသားတွေပြောနေတဲ့တစ္ဆာဖောက်ခြင်းဆိုတဲ့အရာမျိုးနဲ့မဖောက်ပြန်ရင်တောင်အိုခြင်းနာခြင်းသိခြင်းတို့နဲ့ဖောက်ပြန်သွား၍ ရှင်ကွဲကွဲရခြင်းတေကွဲကွဲရခြင်းကြုံရရတာကြီးပဲအဲ့ဒီတော့ဆင်းရဲကိုဖတ်တွေ့ထားမိတော့ဆင်းရဲတွေရတာပေါ့အဲ့ဒီဆင်းရဲကြီးကိုကကိုကိုပေးမယ်ဒုက္ခပေးမယ်အကြောင်းတရားပဲဒီဆင်းရဲကြီးကိုချစ်နေတဲ့သဘောကိုကကိုအခုဆင်းရဲရမယ်အကြောင်းတရားပဲဆင်းရဲကိုသွားချစ်မိတဲ့ကိုကိုတိုင်ကလည်းအကြောင်းတရားပဲ ဲဒီလိုမြတ်စွာဘုရားတရားတော်အရာဆိုမတိချင်းအဝိဇ္ဇာနဲ့တမတ်ချင်းတဏဆိုတဲ့ဝိညာဉ်နှစ်ပါးကိလေသာဝတ်ဒီကိလေသာဝတ်ကိုပွားတဲ့အတွက်ကာမဝတ်တွေလောက်ကြတယ်သင်္ခါရဆိုတဲ့ကုသိုလ်ကံအကုသိုလ်ကံတရားတွေနဲ့ကာမဘဝဆိုတဲ့ကုသိုလ်ကံအကုသိုလ်ကံတရားတွေကိုလုံလိုက်ကြတဲ့အခါဝိပါကဝတ်ဆိုပြီးတော့ နောက်ထပ်အကျိုးဆက်ကိုရကိုရကြတော့တယ်ကိလေသာဝတ်အကြောင်းခံကိလေသာဝတ်ကိုမဖြတ်နိုင်တော့မတိမိုင်မဲမှုနဲ့ပြုကြပြောကြဆက်ဆံကြတယ်ငါဇွဲတွေနဲ့ပြုကြပြောကြဆက်ဆံကြတယ်ငါဥစ္စာငါဥစ္စာနဲ့ပြုကြပြောကြဆက်ဆံကြတော့အဝိဇ္ဇာနဲ့တဏှာကိုပဲ အမြဲပွားနေတယ်ပွားနေတဲ့အတွက်ကြောင့်လှုပ်တဲ့အလုပ်တွေကလည်းမောဟ ဥစည်းပြီးလှုပ်တဲ့အလှုပ်မောဟဥစည်းပြီးပြောတဲ့အပြောမောဟဥစည်းပြီးတွေးတဲ့အတွေးတွေဟာတမာတမတ်မကြနိုင်ပဲနဲ့အဂရိတရားတွေမလွတ်ကင်းနိုင်ပဲနဲ့ဆင်းရဲအကြောင်းတွေဖြစ်ကုန်တယ်။သူပြုတဲ့ကံတွေကအဝိဇ္ဇာတဏှာနဲ့ရှင်နေတော့ဆင်းရဲပေးမဲ့အကြောင်းတွေဖြစ်နေပါလားလို့သူမသိခဲ့တာကိုအဲ့ဒီလိုနဲ့ပဲမသိမိုင်မဲစွာနဲ့ပြုတယ်ပြောတယ်တွေးကြံတယ် ဒီမမငါဥစ္စာငါသားငါမယာငါပိုင်ဆိုင်မှုငါရဲ့ညံငါရဲ့ဂုံစသည်ဖြင့်ဘာမှအနှစ်မရှိတဲ့အရာတွေကိုငါဥစ္စာလို့ဆွဲလန်းပြီးတဏဇွဲနဲ့ပြူကြတယ်အဲ့ဒီတဏဇွဲနဲ့ပဲ ပြောဆိုကြတယ်ဒီတဏဇွဲနဲ့ပဲတွေးကြံကြတော့တဏဥစည်းပြီးတော့လှုပ်တဲ့အလုပ်တွေကဆင်းရဲပဲပေးတာပေါ့ တနာဦးစီးပြီးပြောတဲ့အပြောတွေကလည်းတမတမတ်မကြပဲအဂတိတရားတွေဖြစ်နေပြီးတော့စင်ရည်တွေပြန်ပေးတာပေါ့တနာဦးစီးပြီးတွေးတဲ့အတွေ့အကြံကလည်းမဖြောင့်မတ်နိုင်ပဲနဲ့အဂတိတရားတွေနဲ့ဘက်လိုက်တွေးခေါ်ထားတာတွေဖြစ်တဲ့အတွက်ကိုယ့်ကိုစင်ရည်တွေပဲပြန်ပေးတော့တာပေါ့အဲ့ဒီလိုကိုပြုတ်တဲ့တရားတွေအကြောင်းပဲကိုပြန်ခံစားနေရတာလို့ မသိနိုင်ကြတဲ့အခါကြတော့ဒီဘဝထဲမှာဆင်းရဲပြင်းရင်ဆင်းရဲဆင်းရဲပြင်းရင်ဆင်းရဲခံစားရလို့မရက်နိုင်ပဲနောင်တန္တရာထိပါပါသွားတာအကြောင်းတရားတွေပြုထားတဲ့အတွက်ကြောင့်အကျိုးတရားတွေက လိုက်ကိုလိုက်တော်မယ်ကိလေသာတွေပွား၍ကမ္မဝတ်တွေကိုအဝိဇ္ဇာတဏှာရှင်ပြီးလှုပ်ထားတဲ့အခါဝိပါကဝတ်ဆိုတဲ့ဝိညာဉ်ဉာဏ်ယုတ်တလာယရဏဖတ်တာဝေဒနာဆိုတဲ့တရားတွေ ဆက်ပြီးတော့လာမယ်အကျိုးတရားတွေဆက်လာပြီးဘဝအတ္တတွေဆက်ရမယ်နောင်ဘဝမကူးခင်ဒီဘဝမှာလည်းမနေ့ကလုတ်ခဲ့တဲ့အလုတ်ကြောင့်ဒီနေ့အကျိုးခံစားကြရတယ်မနက်ကလေးတင် ပြောမိတဲ့အပြောကြောင့်ဒီနေ့လည်းမာတဲ့အကျိုးရလတ်ကိုခံစားရတတ်တယ်ကိုအနေအထိုင်မတက်အပြုအမူမတက်အပြောအဆိုမတက်အတွေးမတက်တဲ့အတွက်ကြောင့်တော်လကောင်းအနေအထိုင်မှား အပြောအဆိုမှအတွင်းအကြံမှားမိတဲ့အတွက်ကြောင့်တော့၎င်းအခုကိုစင်ရဲ့စိတ်စင်ရဲ့ဖြစ်နေတာပြောင်းလဲဖောက်ပြန်တတ်သောလောကတဘာဝကြီးထဲမှာ ပြောင်းလဲဖောက်ပြန်နေတဲ့လူတွေကိုပဲယုံကြည်ရလေနို့လို့ထင်မှားပြီးတော့ယုံကြည်မိခဲ့တဲ့အတွက်ကိုကိုတိုင်းရဲ့မိုက်မဲမှုကြောင့်မယုံကြည်ထိုက်တဲ့အရာတွေကိုယုံကြည်မိတဲ့အတွက်မပုံအပ်တဲ့အရာတွေမှာ ပုံအပ်မိတဲ့အတွက် ရလာတဲ့ဆိုးကျိုးတွေကိုရှောင်လွဲလို့မရပဲကိုယ်ထိုင်တဲ့ကိုယ်ကံခံစားကြရတာအဲ့ဒီမှာမှတဆင့်ညင်ပြီးပြောမယ်ဆိုရင်ကိုယ်ပြောခဲ့တော့အပြောအမှများကိုယ်ပြုတ်ခဲ့တော့အပြုတ်အမှများကိုယ်တွေးထင်ခဲ့တော့တွေးထင်မှုအမှများကလက်ရှိအနေအထားတွေနဲ့ဆိုလို့ရှိရင်လောကကြီးကဒဏ်ခတ်တယ်ဆိုတဲ့အရာတွေကိုပါခံစားရတတ်တယ်လောကကဒဏ်ခတ်ပြီး ဆိုတဲ့အခါရှောင်လွဲလို့မရကြဘူးဒီဘဝမှာပြုတဲ့အကြောင်းတွေတင်မှာကအတိတ်ကလည်းသတ္တန္တရာလုံးပြုခဲ့တဲ့အကြောင်းတွေကများလာခဲ့တော့အကျိုးပေးသင့်အကျိုးပေးခြင်းရောက်ပြီဆိုတာနဲ့ရှောင်လွဲလို့မရပဲစုပြုံပြီးတော့ခံစားကြရတာကိုယ်နဲ့အတူတူအကြောင်းတူဖြစ်လာကြသောပုံကိုယ်တွေလည်းတစုတဝေးတဲ့အစုလိုက်အပြုံလိုက် ဒုက္ခတစ်ခုကိုရင်ဆိုင်ကြရတယ်ဆိုတာအတိတ်အတိတ်သန္တာအစမှာဘလောက်တောင်မိုင်မဲခဲ့တယ်လဲဆိုတာရဲ့ရလက်တွေပဲတံဝေခရရမယ်ဆိုရင်ဒီဘဝမှာတတိဝင်ပြီးတော့မြင်တိုင်းကြားတိုင်းနံတိုင်းစားတိုင်းထိတိုင်းတွေးကြံတိုင်းတတိကတ်ထားပြီးတော့နောက်ထပ်ဆိုးကျိုးပေးမယ်အကြောင်းတွေမဖြစ်အောင်တတိနဲ့စောင့်ပြီးညံတန်လျက်နဲ့ အကုသိုလ်ကိုပယ်မှဖြစ်မယ်လောဘစိတ်ဖြစ်နေပြီလားဒေါသစိတ်ဖြစ်နေပြီလားလောဘဒေါသအကြောင်းခံပြီးတော့ဗတ်လိုက်နေပြီလားလုတ်တဲ့အလုတ်ကတမတမတ်ကြရဲ့လားတမတမတ်မကြပဲကိုဘတ်တာကိုလိုက်၍ကိုချစ်တဲ့သူဘတ်တာကိုလိုက်ပြီးပြုတ်လိုက်မိပြီဆိုရင်တော့ဒီဘဝမှာတော့ခဏတစ်ပြုတ်ဆံရကောင်းဆံရနံတယ် ဒါပေမဲ့လို့အကျိုးကမနေတဲ့အတွက်ဘဝမကူးခင်မှာတောင်ယူထားတာတွေပြန်ပေးရတတ်တယ်။နိုင်ထားတာတွေပြန်ပြီးတော့အနိုင်ခံရတတ်တယ်။တဏ္ဍာရာအလုံးဆိုရင်တော့နိဗ္ဗာန်မရခင်စัจ जा ဒီဘဝမှာယူထားသမျှနောက်ဘဝမှာပြန်ပေးဆက်ရတယ်။ဒီဘဝမှာအနိုင်ယူထားသလောက်နောက်ဘဝနောက်ဘဝတွေမှာသူများနိုင်တာပြန်ခံရတယ်။ဒီဘဝမှာရက်ဆက်ထားနိုင်သလောက် နောင်ဘဝနောင်ဘဝတွေမှာသူများရက်စက်တာကိုပဲတောက်လျှောက်ခံရတတ်တယ်။ဒီဘဝဒီခန္ဓာဒီအနေအထားဒီစိတ်ဓာတ်နဲ့ကြံ့ကြံ့ခံနိုင်တယ်ဆိုပေမဲ့ကိုယ်ကမှားမိတယ်ဆိုရင်တော့နောင်တန္တရာမှာနိဗ္ဗာန်မရခင်စัจ जा ကြုံတဲ့ဘဝတွေမှာစိတ်အနေအထားကအစအားငယ်ညှိုးနွမ်းသောလူသားတစ်ယောက်အနေနဲ့ပြန်ပြီးမွေးဖွားတတ်တယ်။ဒါဟာကျင့်တဲ့ကာမပြောလို့မရပါပဲယထာဘုဒ္ဓကြကြ ကမ္မနိယာမအရာတော့မလွဲမသွေတနေ့တစ်ချိန်တပုံတပဝမှာဂျုံကိုဂျုံရမှာပဲအဲ့ဒီတော့အနိုင်ယူစိတ်တက်နဲ့နေတဲ့သူဟာနောက်တစ်ချိန်ကျအရှုံးပေးတဲ့စိတ်တက်နဲ့ပြန်လည်မွေးဖွားလာတတ်တယ်ကိုကျင်းစာတွေတိုက်ခဲ့တယ်ဆိုရင်လေအဲ့ဒီကျင်းစာတွေဟာသူ့စီမသွားပြန်နဲ့ကိုစီ ပြန်ရောက်လာတတ်တယ်ဆိုတာကိုလည်းတတိမိုးရမယ်ကိုရဲ့သိုးသွမ်းသောမနောကံ ယုံညံသောမနောကံယုံညံသောဝစီကံတွေနဲ့ပြောဆိုကျင်းစာတိုက်လိုက်တာတွေဟာမြတ်စွာဘုရားတရားတော်ကြီးအရာလေတန်တရာမှာကြတော့သူကျင်းစာတိုက်တဲ့အတိုင်းသူကိုယ်တိုင်ကိုကဒီကျင်းစာထဲမှာရောပါနေတတ်တယ်။သူမုံတဲ့သူကိုကျင်းစာတိုက်လိုက်တာအဲ့ဒီမုံတဲ့သူဒုက္ခရောက်ရမယ့်နေရာမှာသူကသူကျင်းစာတိုက်တဲ့သူနဲ့တနည်းတပုံနဲ့ဆက်ဆက် ပတ်တန်နေတဲ့သူတယောက်အနေနဲ့သွားပြီးမွေးဖွားတော့ကိုကျင်းစာတိုက်တဲ့သူဒုက္ခရောက်တဲ့အချိန်ကိုပါရောပြီးတော့ဒုက္ခရောက်တာမျိုးကြုံကြရတယ်။အဲဒါကြောင့်မကောင်းတာတွေပေးရင် မကောင်းတာတွေ ပြန်လာတယ်။ကိလေသာဝတ်တွေပွား၍ကိလေသာမကင်းဘဲနဲ့ပြုမိပြောမိတွေးမိတဲ့ကံမဝတ်တွေလုပ်တဲ့အခါဝိပါကဝတ်ဆိုတဲ့ဝိကျွေးကပြန်ပြီးတော့လိုက်လာတာပဲအဲ့ဒီဝိကျွေးပြတ်အောင်လို့ လောလောဆယ်ဘဝမှာကို အကြောင်းမဖြစ်စေတော့အောင် နောင်တကြိမ်ကိုယ်စီဆင်းရဲတွေပြန်လှည့်မလာတော့အောင်ညံသာရှင်ရွက်ဘယ်အရာမဆိုကိုက ပြုတ်တော့အမှုပဲဖြစ်ဖြစ် ကိုခံလိုက်ရတော့အမှုပဲဖြစ်ဖြစ် ခဏသာတည်၍ခဏသာပြတ်ကြတယ်ပြောလိုက်တဲ့စကားလုံးတိုင်းကိုကပြောတော့စကားလုံးပဲဖြစ်ဖြစ် သူက ပြောတော့စကားလုံးပဲဖြစ်ဖြစ်အဲ့ဒီစကားအတန်တွေဟာ တတ္ထာယုံယုတ်တရားသာဖြစ်၍ကုံဆုံးတတ်တဲ့အတွက်ကြောင့်မမြဲကြဘူးဖြစ်ပြီးပြတ်တဲ့အတွက်ကြောင့်ဆင်းရဲကြတယ်ပုဂ္ဂိုလ်တတ္တဝါလည်းမဟုတ်မြဲခြင်းအစရှိတဲ့အနှစ်လည်းမရှိသောကြောင့်အစိုးမရကြပေတကားလို့ဆင်ခြင်လိုက်နိုင်မယ်ဆိုရင်ဖြစ်မဲ့အကုသို့မဖြစ်ပဲအကြောင်းဖြတ်လိုက်နိုင်တယ်အကြောင်းတရားဒီဟုသောလောဘကိုပယ်လိုက်နိုင်တယ်အကြောင်းတရားဒီဟုသောဒေါသကိုပယ်လိုက်နိုင်တယ် လောဘဒေါသမပါဘဲအမြဲခြင်းကိုမြင်တဲ့ဉာဏ်ဆင်းရဲခြင်းကိုမြင်တဲ့ဉာဏ်အဆုံးမရခြင်းကိုမြင်တဲ့ဉာဏ်နဲ့ပဲပြုမှုပြောဆိုဉာဏ်ကိုသုံးဆင်ခြင်မှုကိုသုံးပြီးတော့ရှောင်တဲ့တဲ့အရာကိုရှောင်တယ်ထိမ့်ချုပ်တဲ့တဲ့အရာကို ထိမ့်ချုပ်လိုက်တယ်ပယ်တဲ့တဲ့အရာကိုပယ်လိုက်နိုင်တဲ့အတွက်ဒီဘဝမှာလည်းဒီနေ့လှုပ်တဲ့အလုပ်ကြောင့်ညနေမှလည်းမခံစားရသလိုမနေ့ပြန်မှလည်းခံစားเสียရမရှိတော့ဘူး ။နောက်နေ့မှလည်းသူ့စကားထံကိုပြန်ပေးဆက်เสียမရှိတော့ဘူး။ဒါကြောင့်လဲဆိုတော့သူ့အကြောင်းတတ်လိုက်နိုင်တယ်။လက်ရှိအချိန်မှာဖြစ်နေတဲ့သူ့ရဲ့ခံစားမှုကြောင့်ဖြစ်လာသောသူ့ရဲ့မသိမတင်နှလုံးသွင်းမှုကြောင့်ပေါ်ပေါက်လာရသောလောဘစိတ်ဒေါသစိတ်တွေကို မမြဲလို့စင်ကြင်လိုက်နိုင်တဲ့အတွက်အဲ့ဒီလောဘကငြိမ်သွားတဲ့အတွက်ကြောင့်မလို့လောဘကြောင့်ဖြစ်မဲ့အမှားမမှားတော့ဘူး ဒေါသကြောင့်ပြင်းမဲ့အမားမမားမီတော့ပဲတင့်တင်မြတ်တာစွာနှလုံးသွင်း၍ကျုံနေတဲ့လောကရန်ကိုတည်ငြိမ်စွာ ရင်ဆိုင်လိုက်နိုင်ပြီးအကုသို့နဲ့မတုံ့ပြန်မိတဲ့အတွက်နောက်ထပ်ဆိုးကျိုးပြန်မလာပဲအကြောင်းချုပ်တဲ့အတွက်အကျိုးပါချုပ်သွားတယ်တရားသဘောနဲ့သိနေကြသောအဝိဇ္ဇာပစ္စယသင်္ခါရဆိုတဲ့အတိုင်းမသိမိုင်မဲတွေ့ဝေတဲ့အခါသင်္ခါရဤဟုသော ပုံညာပိသင်္ခါရဆိုတဲ့ကုသိုလ်တွေအပုံညာပိသင်္ခါရဆိုတဲ့အကုသိုလ်တွေဒီကုသိုလ်အကုသိုလ်တွေကိုအဝိဇ္ဇာတဏှာရှင်ပြီးတော့မလုံမိတဲ့အတွက်နောက်ထပ်ဆင်းရဲလည်းမဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲဆင်းရဲကိုလိုတော့မလိုချင်ကြဘူးသို့တော်လည်းကုတ္တန္တမှာအကုသိုလ်ရဲ့သဘောတရားတွေဒုက္ခကိုပေးမဲ့အကြောင်းတရားတွေပွားနေတာကို တတိလွတ်နေမယ်ဆိုရင်တော့မလိုချင်းပေမဲ့ရတက်ကြတယ်။တစ်ချက်ကလေးမှားလိုက်တာနဲ့တသန္တရာလုံးပြန်ဆက်ရတတ်တယ်။အမားဆိုတာကြားလို့သာကောင်းပေမဲ့စိုးကြိုးကိုပြန်ခံစားရတဲ့အခါအင်မတန်မှဆတ်ရှားစွာခံစားရတတ်တယ်။ဝေကျွေးအနေနဲ့ပြန်ပေးဆက်ရတဲ့နေရာမှာငရဲကြပြီးတော့ပေးဆက်ရတာမျိုးရှိတယ်။ပြိတ္တာဖြစ်ပြီးပေးဆက်ရတာမျိုးရှိတယ်။ ရိစ္ဆံဖြစ်ပြီးပေးဆက်ရတာမျိုးရှိတယ်။နေဆံညခံနေခံညဆံနဲ့အတူတကယ်ဖြစ်ပြီးတော့ပေးဆက်ရတာမျိုးရှိသလိုလူပြန်ဖြစ်ရင်လည်းပဲပြုခဲ့တာတွေကို ပြောင်းပြန်နေအားဖြင့်ကိုတာခဲ့တာတွေကို အနာဘက်ကနေပြန်ပြီးတော့ပေးဆက်ရတတ်တယ်။ဒါကြောင့်မတော်မတရားသောနှလုံးသွင်းတဲ့ဘက်တော်မှသူတစ်ပါးပေါ်ကိုအနိုင်မယူနဲ့ ကိလေသာလွှမ်းမိုး၍ပြုလိုက်တဲ့အလုံမှန်သမျှဝိပါကဝတ်အနေနဲ့ပြန်ကိုအကျွေးဆက်ရပါလိမ့်မယ်။ဒီဝိပါကဝတ်အကျိုးချုပ်ချင်ရင်တော့ပြောတိုင်းတတိကပ်၍လောဘမပါသောအပျောဒေါသမပါသောအပျောမောဟမပါသောအပျောတွေဖြစ်အောင်ဆင်ခြင်ပြီးတော့ပြုမူရမယ်။ပြုမူတဲ့အပြုအမူကာယကံတိုင်းမှာလဲလောဘဥစီသောအပြုအမူမဖြစ်ရအောင်။ ဒေါသဥစည်းသောအပြုအမူမဖြစ်ရအောင်မောဟဥစည်းသောအပြုအမူမဖြစ်ရအောင်ဉာဏ်သာရှင်၍စင်ကြင်ဉာဏ်ဖြင့်သာ ပြုမူသင့်တယ်။ဒါကြောင့်မြတ်စွာဘုရားက ရှေ့တက်သည်ဖြစ်စေနောက်ကိုဆုတ်သည်ဖြစ်စေတဲ့တဲ့ကြည့်သည်ဖြစ်စေ တစောင်းကြည့်သည်ဖြစ်စေ တိတ်တိတ်နေသည်ဖြစ်ပစေ စကားပြောသည်ဖြစ်ပစေစသည်ဖြင့်အမူအရာတိုင်းမှာတံပစင်ညဆိုတဲ့ပညာစင်ကြင်ညာတုံပြီးတော့ပြုပါ အဲ့ဒီတော့မှဆင်းရဲချုပ်အောင်လုံနိုင်တယ်အစွဲအလံငိမ့်အောင်လုံနိုင်တယ်ဥပါဒံအစွဲမရှိပဲယုံနံတရားတို့သာရှိ၍ဖြစ်ပြီးပြတ်နေကြသောကြောင့်မမြဲသောတရားတွေပါတကားလို့အသိဉာဏ်အလင်းရလိုက်တဲ့အချိန်မှာဆင်းရဲအကြောင်းကိုချုပ်နိုင်တဲ့အတွက်ပယ်နိုင်တဲ့အတွက်အကျိုးတရားဒီဟုသောဆင်းရဲလေပြန်ရစရာမလိုပဲအကျိုးဆင်းရဲလေချုပ်ပါတယ်တဲ့ဒါကြောင့် အမှုရာတိုင်းအမှုရာတိုင်းမှာစင်ကြဉံသုံးပြီးတော့ဩဒီအမှုလှုပ်ရင်တင့်တော်ပါမလားမိမိသူတပါ အကျိုးရှိပါမလားဒီအမှုလှုပ်တော့အပြင်ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားဒီအမှုကိုလှုပ်လိုက်တော့အပြင်ဒါဟာတန်တရာမှာစင်ရဲစေသောအကြောင်းဖြစ်သွားမလားတန်တရာမှာချမ်းသာစေသောအကြောင်းဖြစ်သွားမလားစသည်ဖြင့်အဲ့ဒီလိုစင်ကြင်ရင်ဖြင့် ပြုမူနေသော အပြုအမူအမူအရာတွေဟာယုတ်တရားတို့သာ ဖြစ်တယ်။တနည်းအားဖြင့်စိတ်ကလှုပ်ခြင်းတယ်၊သွားခြင်းတယ်၊ထိုင်ခြင်းတယ်၊ထခြင်းတယ်ဖြစ်လို့စိတ်ကြောင့်ဖြစ်သောစိတ်တစားဝါယောတက်ရဲ့ဆွဲဆောင်လှုပ်ရှားမှုကြောင့်ဖြစ်လာသော ကာယဝိညာဉ်ယုတ်ဒီဟုသော အမူအရာယုတ်အဲ့ဒီယုတ်တရားတို့သာ ဖြစ်၍သူတို့ကိုသိနေတဲ့သိစိတ်ကဝိညာဏခန္ဓာနံတရားသာဖြစ်ပြီး ိုသိစိတ်နဲ့ရှင်တဲ့ခံစားမှုက ဝေဒနာခန္ဓာတို့အပြုအမူတွေကို ပြုနေတုံပြောနေတုံသိနေတဲ့သိစိတ်နဲ့တကွရှင်တဲ့မှတ်သားမှုကသိညာခန္ဓာတို့အပြုအမူအပြောဆိုအတွေးအကြံတွေကို ပြုမှုပြောဆိုအတွေးအကြံနေတုံသိတဲ့သိစိတ်နဲ့တကွရှင်နေတဲ့စေဒနာကသင်္ခါရခန္ဓာလို့ယုတ်တရားနန္တရားတို့ကိုသိသိမိသောအပြင်စင်ကြံပါနေပြီတော့မှပြုတယ် စင်ကြင်ညာပါပြီးတော့မှပြောတယ်စင်ကြင်ညာဖြင့်သာ တွေးခေါ်နိုင်မယ်ဆိုရင်တော့စင်ရဲ့ရဲ့အကြောင်းတွေကိုမလုံးမီတော့ပဲအကြောင်းချုပ်၍အကျိုးလည်းချုပ်ပါတယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ဒီလဲစင်ရဲ့မလိုခြင်းရင်စင်ရဲ့အကြောင်းတွေကို မလုံးမီအောင်စူးစမ်းရင်ဖြင့်တန်တရာမှလည်းပဲနောက်ထပ်နောက်ထပ်ဘဝတွေကိုမလိုခြင်းတော်ဘူးဆိုရင်အဲ့ဒီဘဝတွေကို ပေးနေတဲ့ အဝိဇ္ဇာတဏဆိုတဲ့ဝိမျက်ကိုဉာဏ်စင်ခြင်းဉာဏ်ဖြင့်ပယ်သတ်နိုင်ကြကုန်၍အင်းဉာဏ်ရာအမှန်မျက်နှိပ်ပံကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်သောသူတော်ကောင်းသူတော်မြတ်များဖြစ်ကြပါစေကုန်သတည်း